ဘသူပေါ်ဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်မြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲအားလုံးအဆင်ပြေကြပါစေအဆင်ပြေတာပဲကြည့်ချင်တယ်နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမွေးထားမနဲ့အေးရထားတဲ့အချိန်ကလေးမွေးထားဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနဲတဲ့ကုသိုလ်လားလို့ဆိုအမြဲတမ်းကြီးမားတဲ့ကုသိုလ်လို့ခေါ် မြတ်စွာဘုရားကဝေလမတုတ်တံမှာဟောထားတာတော့ကျောင်းကြီးဆောက်ထူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေတည်းမယ်စတုတ္တိတတန်ဃာကိုရည်စုပြီးတော့ကျောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့ရဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံသုံးပါးဆောက်တည်တာအဲကျောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်တွေရတယ် ဒါဖြင့်တရဏဂုံစောင့်တည်တာတဲ့ကောင်းတာရှိသေးလားအေး၅ပါးတိလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟာဒီလိုဟောတာနော်ဒါဖြင့်၅ပါးတိလတပည့်တော်တို့တရဏဂုံလည်းရတယ်၅ပါးတိလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားဟောမေတ္တာပွားတယ်တရဝရီအလုံးပေါ်မှာချုံးကုန်ပြီးကိုတိတဲ့လူရောမတိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအလုံးအဆင်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဟာဘာလို့ထားတော့ဆိုရင် ကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာအမုန်းတရားမရှိဘူးဆိုတာ